Okay WikiHub ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ BBR Agent Trio လို့ပြောပြောနေပြီးတော့ Ape တောင်စီနီယာကြားတဲ့သူတယောက်ရဲ့အကြောင်းကိုချန်လက်ထားခဲ့မိပါတယ်။သူမရဲ့အကြောင်းကိုအစားတွေကပြောဖို့ရှိပေမဲ့အကွန်းမန်တွေက Brother တယောက်ရဲ့တောင်းဆိုမှုကြောင့်ခက်မြင်မှန်းမဲ့လုပ်ပေးလိုက်ပါတယ်။လေးစရဲ့အကြောင်းကိုစောစောမလုပ်ပေးဖြစ်တာကတော့ movie ထဲမှာလေးစရဲ့ origin လို့ပြောလို့ရမယ့်အကြောင်းအရာတွေကိုကိုယ်တစားဒီစားဖော်ပြခဲ့ဘူးတာကြောင့်မလိုအပ်သေးဘူးလို့ထင်လို့မလုပ်ပေးဖြစ်ခဲ့တာပါ။လစ်ရှာမန်လို့အများကသိကြတဲ့အလီဇဘက်လစ်ရှာမန်ကို1962ခုနှစ် ဧပြီလ15ရက်နေ့ကန်ဆက်ပြည်နယ်ကန်ဆက်မြို့မှာမွေးဖွားခဲ့ပါတယ်။သူမရဲ့ကလေးဘွားဟာသူမအသက်10နှစ်အရွယ်သူမရဲ့အစွမ်းနဲ့ပေါ်ထွက်မလာခင်အထိတာမန်ကလေးတယောက်လိုပဲအေးချမ်းနေခဲ့ပါတယ်။ကက်သလစ်ဘာသာဝင်ဖြစ်တဲ့သူမကသူမရဲ့မိတော်တွေကိုဆုလက်တစ်ခုဆိုရာထက်အပြစ်ကြွေးတစ်ခုအနည်းနဲ့ပဲသတ်မှတ်ခဲ့ပြီးတော့သူမရဲ့အပြစ်ကြွေးတွေကြေစီဖို့အတွက်ဘာသာရေးကိုကိုးစားခဲ့ပြီးသူမဟာသူမရဲ့အစွမ်းတွေကိုခေတ္တထိန်ချုပ်နိုင်ခဲ့ပါတယ်။သူမရဲ့မိဘတွေကလစ်ရဲ့အစွမ်းနဲ့ပတ်သက်လို့အထောက်အထားတွေရှာတွေ့ခဲ့ကြပါပဲ။သူတို့သမီးကြောင့်မဟုတ်ဘူးလို့ယုံကြည်ခဲ့ကြပါတယ်။ သူမရဲ့ထိန်ချုပ်ရခဲ့တဲ့အစွမ်းကိုဘာသာရေးနဲ့စိတ်ဆွမ်းအားကိုအသုံးပြုပြီးထိန်ချုပ်ထားခဲ့ပြီမယ်။သူမအသက်၁၇နှစ်အရောက်မှာတော့မျော်လင့်မထားတဲ့ဖြစ်ဆိုကြီးဖြစ်ပွားခဲ့ပါတယ်။၁၉九၃ခုနှစ်ဇူလိုင်လမှာတော့အင်းနီနာချင်းမွေးနေ့ပါတီပွဲတစ်ခုမှာ၄ဆယ်စပင်ကိုကောင်းလေးတယောက်ကပြင်းပြင်းထန်ထန်ဆွဲပြီးစားနောက်ခဲ့ပါတယ်။ရှက်ချင်းဒေါသထွက်ချင်းစားတဲ့ခံစားချက်တွေကိုလူပြိုင်နဲ့ခံစားလိုက်ရတဲ့၄ဆယ်စိတ်ဟာထိန်ချုပ်မှုကင်းလွတ်သွားခဲ့ပြီးသူမရဲ့အစွမ်းတွေကိုဖွင့်ထုတ်ခဲ့မိပါတယ်။ သူမရဲ့ဆွမ်းကြောင့်သူမရဲ့မိဘနှစ်ပါးမောင်လေးနဲ့အိမ်နီးနာချင်း32ယောက်ဟာသူတို့ရဲ့အိမ်နီးနဲ့အတူမီးလောင်ကျွမ်းသေဆုံးသွားခဲ့ရပါတယ်။မီးလောင်ကျွမ်းနေတဲ့အိမ်နီးရဲ့လယ်မှာတဦးတည်းထီထီကြီးကျန်နေရခဲ့တဲ့ list ကို BBR ကထိမ့်သိမ်းဖို့ခေါ်သွားခြင်းခဲ့ကြပါပဲ။လေးဆဲဆွေမျိုးတွေက list ကြောင့်မီးလောင်ခဲ့ရတာဖြစ်တယ်ဆိုတဲ့ပြမှန်ကိုလက်မခံခဲ့ကြပါဘူး။အစာပိုင်းမှာတော့လေးဆဲဆွေမျိုးတွေကသူမကိုကြည်ကြည်ပြူလက်ခံခဲ့ကြပါပဲ။ထိမ့်ချုပ်မရတဲ့မီးတောက်လေးတွေကိုမြင်ရတဲ့အခါမှာတော့ list ဟာပဲဆွေမျိုးမှလက်မခံခြင်းတဲ့အထိအခြေအနေဆိုးသွားခဲ့ပါတယ်။ စိတ်ဓာတ်တွေဟိုးအောင်ဆောင်တွေကြဆင်းနေတဲ့လက်ဆက်စိတ်တွေဟာ PPR တွေကိုရောက်လာတဲ့အချိန်ထိမငြိမ်းချမ်းခဲ့ရပါဘူး။ PPR တွေကသူမကိုစမ်းသက်ခံတယောက်လိုပဲသဘောထားခဲ့ပြီးမီဒန်ခံနိုင်တဲ့အခန်းထဲမှာထားရှိခဲ့ကသူမရဲ့ခံတဲ့ကိုဝင်တဲ့သူမှန်နဲ့များမီဒန်ခံဝစ်စုံနေနေပဲဝင်ခဲ့ကြပါတယ်။အနေရရှိတဲ့သူတယောက်လိုဆက်ဆံခံရတဲ့သူမဟာသူမကြောင့်နောက်ထပ်ဘယ်သူမှမထိခိုက်စေဖို့အတွက်သူမနဲ့လူတွေကြားမှာမမြင်ရတဲ့တရားရင်ချနာခဲ့ပါတယ်။ ဒီတိုင်းကိုချိုးပြခဲ့တဲ့သူကဟဲဝိုင်းဖြစ်ပြီးတော့သူမရဲ့မောင်မိုက်ထီးကျန်နေတဲ့ဘွားအတွက်အလင်းရောင်ဖြစ်ခဲ့ပါတယ်။စကားပြောဖို့တောင်မရှိတဲ့ list လေးကိုဟဲဝိုင်းကအကောင်းဆုံးအဖော်ပြပေးခဲ့ပြီးသူမအတွက်အရင်နေ့ဆုံးတငယ်ချင်းနဲ့အားကိုးရတဲ့အကူကြီးတယောက်ဖြစ်ပေးခဲ့တာပါ။မိထောက်တွေဖန်တီးတဲ့သူမနဲ့မိရန်ခံနိုင်တဲ့ဟဲဝိုင်းတို့ဟာအတွဲညီခဲ့ကြပြီးဟဲဝိုင်းက BBRD မှာ list မြန်မြန်သားချဖို့အတွက်အကူအညီပေးခဲ့ပါတယ်။ တာဝန်ကြောင့်အမြဲခရီးသွားနေရတဲ့ဟဲပွိုင်းနဲ့သူမရဲ့တွေးဆုံခြင်းကအရန်နေတယ်ဆိုပေမဲ့ဟဲပွိုင်းရဲ့ဖေးမှမှုတွေကြောင့်သူမရဲ့ဇွမ်းကိုထိန်းချုပ်တက်ဖို့တင်ယူနိုင်ခဲ့ပါတယ်။ BBRD ရဲ့တဘာဝလုံးဖြစ်ရတဲ့စုံစမ်းစစ်ဆေးခြင်းအတွေ့အကြုံကိုပထမဆုံးတွေးကြုံရတဲ့အချိန်မှာလစ်စာအေဂျင့်တယောက်တောင်ဖြစ်မလာခဲ့သေးပါဘူး။အပြင်လောကနဲ့အဆက်အသွယ်ပြန်နေတဲ့ list ကိုအပြင်ခေါ်ထုတ်ဖို့ hair wine ကအမြဲတိုက်တွန်းလေးရှိတာကြောင့် professor brown ကသူကွင်းစင်းတဲ့အချိန်မှာခေါ်သွားခဲ့ပူပါတယ်1986ခုနှစ်မက်ဆာချူးဆက်ပြည်နယ်ရဲ့မြို့လေးတစ်မြို့မှာ ဆုံးမလို့ဆွဆဲတက်ပြက်ခံရတဲ့မျိုးသမီးတယောက်ရဲ့ဝိညာဉ်က၆လန်းနေတယ်လို့သတင်းရတာကြောင့် Professor Brown ကသွားရောက်စုံစမ်းခဲ့တာဖြစ်ပါတယ်။အဲဒီနေရာကို Brown က list နဲ့အတူသွားရောက်ခဲ့ပြီး list ဟာဆုံးမဝိညာဉ်၆လန်းနာကိုအကြီးအကျယ်ခံခဲ့ရပါတယ်။ဒါက BBRD အချင်းမဖြစ်ခင်တဘာဝလွန်ဖြစ်ပျက်တွေနဲ့တွဲဆောင်ခဲ့ရတဲ့ပထမဆုံးအတွေ့အကြုံဖြစ်လာခဲ့ပါတယ်။အရင်က1988ခုနှစ်မှာတော့ဗျူရိုကို Ape Sapien ရောက်လာခဲ့ပြီး Ape ဟာလည်း List လိုပဲအစမ်းသက်ခံသူစမ်းတော်အနေနဲ့ပဲနေထိုင်ခဲ့ရပါတယ်။ ရှိကဗီဒီယိုမှာပြောခဲ့သလိုပဲဟဲပွန်ရဲ့ဂျာဝင်ညီနိုင်ပေးမှုကြောင့်အိဘဟာစံသက်ကံဘဝကနေလွမြောက်လာခဲ့ပြီးဘဝတူတွေဖြစ်နေတဲ့အိဘနဲ့လစ်တိုဟာအချိန်တိုအတွင်းမှာတငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်1980ပြည့်နှစ်အရောက်မှာတော့လစ်စာ BBR ဒီမှာပဲဆက်နေဖို့ဆုံးဖြတ်ခဲ့ပြီးတရားဝင် Fee Agent တယောက်ဖြစ်လာခဲ့ပြီးမြေကွင်းစင်းရတဲ့အခြေအနေမျိုးတွေမှာသူမရဲ့အစွမ်းကိုထိန်းချုပ်ဖို့ရုန်းကန်ခဲ့ရပြီးစိတ်ဖိစီးမှုများတဲ့အခါမျိုးမှာသူမရဲ့အစွမ်းတွေကမလိုအပ်ဘဲထွက်ပေါ်လာတတ်တာကြောင့် BBR ကသူမကိုအမှုငယ်တွေကိုပဲကန့်တွယ်ခိုင်းခဲ့ပါတယ် အတော့မွေနဲ့လူတယောက်လိုမျိုးနောက်တစ်ချိန်ခန်းစားခဲ့ရတဲ့လစ်စာ BBRD အေဂျင့်ဖြစ်ကနေနှုတ်ထွက်ခဲ့ပါတယ်။ဒါပေမဲ့လစ်စာ BBRD ကိုပဲပြင်ရောက်လာခဲ့ပြီး1980ကနေ1994အထိလစ်စာ12ချိန်တိုင်တိုင် BBRD အေဂျင့်အဖြစ်ကနေနှုတ်ထွက်ခဲ့မှုပါတယ်။ဒီဗီဒီယိုလေးက recap ဆန်သွားခဲ့တဲ့ဆိုပေမဲ့လစ်ရဲ့ငယ်ဘဝတစ်စိတ်တစ်ပိုင်းနဲ့ BBRD အေဂျင့်ဘဝအစပိုင်းနေ့ရက်တွေကိုသိသွားကြမယ်ထင်ပါတယ်။နေရာတစ်ပုတ်တင်နိုင်ဖို့စူးစမ်းရင်းနဲ့ဗီဒီယိုတွေကတိုးသွားခဲ့ပါတယ်ဒီအထွက်လည်းစိတ်မရှိကြပါနဲ့ခင်ဗျာ ဗီဒီယိုရှိရှိနဲ့အကြောင်းအရာကောင်းကောင်းလေးတင်ဆက်နိုင်ဖို့အတွက်ကြိုးစားနေစေမို့လို့ like and subscribe လေးလုပ်ပြီးအားပေးသွားကြပါအောင်ခင်ဗျာတကယ်ချင်းတို့ရဲ့ like တစ်ချက်နဲ့ comment တစ်ခုကကျွန်တော်အတွက်အများကြီးအားဖြစ်ပါတယ်နောက် video မှာပြန်တွေ့ကြပါမယ်